ဒီလက်ဆိုင်ရာဌာနတစ်ခုရဲ့အကြီးအကဲဌာနမှုလုပ်တဲ့သူဟာဥပမာဌာနမှုကမန်နေဂျာရာထူးရထားတယ်ဆိုပါစို့မန်နေဂျာကနေပြီးတော့သူ့အောက်မှာရှိတဲ့လက်ထောက်မန်နေဂျာလက်ထောက်မန်နေဂျာကနေပြီးတော့သူ့အောက်မှာရှိတဲ့စူပါဗိုက်ဆာအဲ့လိုနီးနဲ့တဆင့်တဆင့်ပေါ့နော်ပြောစရာရှိတဲ့အကြောင်းအရာလေးတွေစင်ပွားပြီးတော့သူတာဝန်ပေးလာတာမျိုးလေးတွေအဲအဲ့ဒါလေးတွေဟာဆိုလို့ရှိရင်သူ့ဌာနနဲ့သူပြောလို့ရတယ်ပြောခွင့်လည်းရှိတယ်ဒီအကြောင်းအရာကိစ္စရင်းနဲ့ပတ်သက်ပြီးတော့ သေးသေးချာချာပြောဆိုပြီးတော့တာဝန်ပေးတာမျိုးအဲ့ဒါကို formal communication လို့ပြောပါတယ်။အဲဒါဆိုရင် informal ပါလေ။ informal ဆိုတာဟာအဲတရားဝင်ပုံစံတကျသတ်မှတ်ပေးထားတာမဟုတ်တဲ့ communication ပုံစံပါ။ဥပမာကိုကနေပြီးဒီဌာနလူဆိုပေမဲ့ဟိုဌာနလူကိုတွန်းပြောနေတာမျိုးပေါ့။နော်အဲတကယ်တော့ဟိုဌာနလူကသူ့သူ့သူ့ဌာနမှုပြောလိုက်မယ်။ ကိုကသာပြောစရာမလိုဒါမဲ့ပြဿနာသူနဲ့ကိုနဲ့အိမ်ကြီးချင်းဖြစ်တဲ့အတော့ညနေကျတော့အတူတူပြန်ကြတယ်အဲ့ခါကျတော့ကိုကနေပြီးတော့ပြောပြလိုက်တာပေါ့လေ informal နဲ့ပဲပြောပြလိုက်တာပြောတဲ့အခါမှာလည်းအဲ့နောက်ကကြာရင်နင်တို့ဌာနမှုကပြောပါလိမ့်မယ်ဒါငါဘာမှမမှုပါဘူးငါကြုံလို့နည်းနည်းပြောပြလိုက်တာဆိုပြီးတော့အဲ့လိုပြောတာမျိုးလေးအဲ့တော့ informal ကိုအလွယ်မှတ်ရရင် informal ဆိုတာဒီ ပြောခွင့်ရှိတဲ့လူဖြစ်ချင်မှဖြစ်မယ်။တခါတလေဘသူပြောမှန်းတော့မသိဘူး။အเจ้าညာတခုရောက်လာတယ်။ရောက်လာတဲ့အเจ้าညာကလည်းဘသူပြောမှန်းမသိဘူးဆိုတဲ့ဟိုကနောက်စကားဆိုတာသိတဲ့အတိုင်းပဲစကားဆိုတာကတတ်တဲ့သဘောသဘာဝရှိတဲ့အတွက်အစ်စ်နေများလာတာနဲ့အမှားဖြစ်နိုင်ကြတဲ့ပုံများလာတယ်။ နော်အဲ့ဒါတွေက informal communication ပဲသူပြောမှန်းလည်းမသိ source လည်းမသိဘူးအကြောင်းအရာကလည်းမေမေရရမရှိဘူးတခါတလေကျရင်အကြောင်းအရာကမှန်နေရင်တောင်မှရာဂိုင်နှုံးပြည့်မမှန်ဘူးပေါ့လေနော်မှားဖို့ရာဂိုင်နှုံးတွေများနေတယ်အဲ့လိုမျိုးဖြစ်လာရင်ဒါ informal communication လက်ချက်ပဲဒါဆိုလို့ရှိရင် informal communication ကိုတလောက်ကြီး formal ဆန်တဲ့ organization ထဲမှာဘာဖြစ်လို့ပြောခွင့်ပေးထားတာလဲပြဿနာတွေတက်ကုန်ရင်ဘယ်လိုလုပ်မလဲပေါ့နော်ဒါမျိုးလေးစဉ်းစားမိချင်မိလိမ့်မယ်အဲ့တော့ informer ဆိုဘသူကမှခွင့်ပြုထားတာမဟုတ်သူကသူလူပြစ်နေတဲ့အတွက်လူတွေနဲ့ပေါင်းသင်းဆက်ဆံပြီးပြောတဲ့အခါမှာကျွန်တော်တို့တွေကဟုတ်တာတွေမှန်တာတွေအလုံးနဲ့ဆိုင်တဲ့ဟာတွေကြီးပဲပြောနေတာမျိုးမဟုတ်ဘဲနဲ့တခါတလေကြရင်ဟိုတခါကြတတိယပြီးညာကြီးလိုက်တဲ့ရုပ်ရှင်အကြောင်းလေးဖြစ်ချင်းနဲ့ဖြစ်မယ်ရက်ွက်ထဲမှာတချို့အကြောင်းအရာတွေကိုပြောလိုက်မိရလဲဖြစ်ချင်းလဲဖြစ်မယ်ဒါတွေက informer ပဲနောက်ချို့အကြောင်းအရာတွေကမှန်လားမမှန်လားဆိုတာကိုပြောတဲ့သူကာယကံရှင်ကိုယ်တိုင်နောက်မှသိချင်းမှသိမှာ ဒါမဲ့ဘာရင်မဟုတ်ပြောချင်နေတာလူစရာ human being is social animal လေ social animal ဖြစ်တဲ့အတော့ social လူနဲ့သူနဲ့နေခြင်းနဲ့သွားခြင်းနဲ့လာခြင်းနဲ့စားခြင်းနဲ့ပြောခြင်းနဲ့အဲ့တော့ပြောနေရမှာနော်အာပြောနေရမှာဖြစ်တဲ့အတွက်ကြောင့်မလို့အကြောင်းအရာတစ်ခုမဟုတ်တစ်ခုရှာကြံပြီးတော့ပြောနေကြမှာပဲအဲ့တော့ဟိုအပြောများများပြောလာလေပြောစရာအကြောင်းအရာတွေမရှိတော့ရင်ကိုယ့်ဘာသာကို create လုပ်ပြီးတော့ထွင်ပြီးတော့ပြောကြတော့တာမျိုးတွေလည်းထိတတ်တယ်လူတဘာဝလေ